ကျိုးစိုးပါလေထိုင်ပါမယ်ဒီ service ပိုင်းမှာဒီပြောင်းလဲလာတဲ့ဟာပေါ့ကျွန်တော်တို့ဒီရင်းနဲ့ဆိုင်ဒီ magazine တွေ channel တွေမှာပို့ပြီးရေးသားလာခွင့်ရတာကိုတွေ့ရတယ်ဆိုတော့အဲ့ဒီဟာဘယ်လောက်ထိဆက်သွားဖို့အစီအစဉ်ရှိပါလဲကျွန်တော်တို့ကဒါကျွန်တော်တို့ဝင်ကြီးပေါ့နော်ကျွန်တော်တို့ဝင်ကြီးကတကယ်ကြတော့ဒီလုပ်ငန်းတွေစခဲ့တာ2008မှာနေကသူကစခဲ့ပါတယ်2008မှာ ဖွဲ့စည်းပုံခြေခံဥပဒေကိုအတည်ပြုပြီးတဲ့အခါမှာဖွဲ့စည်းပုံခြေခံဥပဒေပါတဲ့ပြဋ္ဌာန်းချက်တွေနဲ့အညီကျွန်တော်နိုင်ငံရဲ့မီဒီယာလောကကလို့ပုံလင်းမှုတွေဖြစ်လာလို့ဆိုတော့တော်တော်ပုံလင်းမှုဆိုတာကျွန်တော်တို့ကတစ်ချင်းကြီးဖြုံးနေပြောင်းလို့လည်းမရတော့ကြောင်းမလို့ကိုယ်ကျန်နေမပြောင်းကြည့်မယ်ဆိုရင်2008ခဏရစပြီးတော့ကျွန်တော်တို့စာနေစဉ်ထုတ်ဝေခွင့်တွေပို့ပြီးတော့များများပေးလာခဲ့တယ်။နောက်ရေးသားခွင့်တွေဖြည်းဖြည်းချင်းဖြည်းဖြည်းချင်းကျွန်တော်လျှော့ပြီးတော့ပေးလာခဲ့တယ်။အဲ့တော့ခါတစ်ဖက်ကလည်းကျွန်တော်တို့က ကျွန်တော်တို့မှာမီဒီယာအုံနိုင်မီဒီယာဥပဒေအသစ်ဆိုးတွေလိုအပ်တဲ့လေးလာမှုတွေနိုင်ငံတကာဥပဒေတွေလေးလာတာ။နောက်ကျွန်တော်နိုင်ငံရဲ့အတိတ်က48 62တုန်းကရှိခဲ့မှုတွေအခြေအနေတွေပြန်လေ့လာတယ်ကျွန်တော်လုပ်ပါတယ်။လုပ်ပြီးတော့မှအဲ့လိုတွေပြင်ဆင်မှုတွေဖြစ်တော့ဝန်ကြီးရဲ့ရည်ရွယ်ချက်ကတော့ဥပဒေမပေါ်ခင်မှာတဖြည်းဖြည်းနဲ့လေ့ကျင့်တာရအောင်ပေါ့။ဘာဖြစ်တော့ကျွန်တော်စီကဂျာနယ်ပြည်ရင်းဂျာနယ်တွေကလည်းပိတ်ဆို့သူမဖွင့်ပြိုးသေးတဲ့အခါကျတော့အရင်တော့တင်းကျပ်တဲ့ထိန်းချုပ်မှုအောင်မှနေခဲ့တော့ဆိုတော့ capacity building လည်းမရှိသေးဘူးအတွေ့အကြုံလည်းမရှိသေးတော့ ဝင်ကြီးရဲ့ယူချက်ကတော့နည်းနည်းချင်းဖွင့်ပေးမယ်ဖွင့်ပေးတဲ့အချိန်မှာအဲ့မှာပဲလေ့ကျင့်သွားမယ်လေ့ကျင့်လေ့ကျင့်နဲ့တကယ်ဥပဒေပေါ်တဲ့အခါမှာတစ်ဖက်လုံးကအသိဖြစ်သွားမယ်ဆိုတဲ့သဘောပေါ့အဲ့လိုနဲ့လုပ်ခဲ့တယ်နောက်ဒီတမနာကြီးအဲဥဒိသိန်းရာဟုလက်ခံပြီးတဲ့အခါမှာစပြီးတော့ပြောတဲ့အခါမှာတော့ကျွန်တော်တို့ဒီမီဒီယာကိုတကယ်စစ်မှန်တဲ့သရုပ်ထမှန်နိုင်ဖြစ်နေလို့ဖို့လုပ်မယ်လို့ပြောခဲ့တဲ့ကြောင့်ဒီပြောင်းလဲမှုတွေပို့လို့မှမြန်ဆန်လာခဲ့တယ်ဒါမှမဟုတ်2017ဒီ10ဆက်တက်မှာကျတော့ကျွန်တော်တို့စက်တက်ကနေစပြီးတော့ ဒီဖွင့်ပြီးတဲ့ဟာတွေကပို့ပြီးတော့များလာတာပေါ့ဟုတ်ဒီကနေ့ပဲကျွန်တော်တို့ကိုတင်းစုလို့ဆိုအစည်းအဝေးလုပ်နေပြီနောက်ထပ်ပညာရေးနဲ့ပတ်သက်တဲ့ဟာတွေကိုကျွန်တော်တို့ထုတ်တင်စနစ်ပေါ့ဆန်ဆန်ရှစ်တင်စရာမလိုဘဲလွတ်ပြီးပို့လုပ်နေပါဒါဆိုရင်နှစ်ခုပဲကျွန်တော်မကျွန်တော်တို့ဟုတ်ကဲ့နှစ်ခုဆိုတာဒီတည်င်းနဲ့ဘာသာရေးပေါ့ဒါလေးကတော့ဟို sensitive ဖြစ်လို့နည်းနည်းလေးကျွန်တော်တို့ကမမခံသေးလို့ထိမ့်ပြီးတယ်ဒါမှမဟုတ်တော့ပဲထိမ့်ချောက်မှုရှိရဆိုမယ်အရင်တော့ဆိုင်တော့အများကြီးရေးလို့ရတယ်ဦးကျန်းနိုင်လို့တွေ့မှာပါဟုတ်ကဲ့ ထုတ်တင်ဆိုရင်မကျွန်တော်အခုဒီရောက်တဲ့အချိန်ပေါ့နော်ဒီတချို့ဒီစီးပွားရေးပိုင်းညာမဂ္ဂဇင်းတွေမှာတချို့ဟိုထုတ်ပြီးတော့မှဘယ်လိုပြောမလဲဒီပိတ်ခံအပိတ်ခံဆိုတာခေါ်ပြီးတော့ဘယ်လိုခံဝင်ချက်ရေးရလဲဟုတ်ကဲ့အဲ့ဒါမျိုးတွေလက်ကလောကဒီ January လောက်ကအထိရှိခဲ့တယ်ဒီလိုသူတွေအဲ့ဒါတွေကလည်းခုနလိုဟိုကျွန်တော်တို့ကဘယ်လိုခေါ်မလဲတချို့တွေအဓိကဟိုတော့မှစီဝါရေးဘက်ကဆိုလည်းသူမမှန်တဲ့သတင်းမျိုးပေါ့တေချာ confirm လို့ပဲရေးလိုက်တော့တချို့ကိစ္စမျိုးတွေကဟိုစားသုံးသူတွေကြားထဲမှာပြည်သူကြားထဲမှာ အထိတ်လန့်ဖြစ်သွားနိုင်တဲ့ဟာမျိုးနားလည်မှုလွဲမောတဲ့ဟာမျိုးဆိုရင်ကျွန်တော်ခေါ်ပြီးတော့တတိပေးရရှိပါတယ်အဲအမှုပညာဂျာနယ်ဒီမှာကြတော့ဘယ်မှာသွားပြသနာတယ်ဆိုအဓိကအဖြစ်ရုပ်ပုံတွေဖော်ပြတဲ့ခါမှာအမျိုးသမီးတွေပုံတွေကိုယ်ကျန်နေလို့တွေ့မှာပဲဟိုမြန်မာဘက်ကနိုင်ငံခြားမှာဆိုတော့ပြသနာဖြစ်မြန်မာဘက်ကကြည့်ရင်လုံးဝမဖော်ပြတဲ့ခန္ဓာကိုယ်အစိပ်ပိုင်းတွေကိုဖော်ပြလို့ခေါ်ပြီးတော့တတိပေးရတယ်များပါတယ်အဲဒီကနေ့ပဲကျွန်တော်တို့ဟလား IT magazine တစ်ခုဆိုရင်ဒါ ID နဲ့ဘာမှမဆိုင်မနဲ့ model တယောက်ကိုဒီ ဒီခန္ဓာကိုယ်ပေါ်တတဝက်ဒီဘက်လောက်ကိုလှုပ်ထားတဲ့ပုံရိုက်လို့ဘယ်လိုမှကြည့်လို့မကောင်းလို့ဒါကျွန်တော်တို့ခေါ်ပြီးတော့ 3D ပြဖို့လုပ်နေရပါတယ်ဒီလိုကိစ္စမျိုးတွေလို့ရှိပါသေးတယ်ဆိုတော့နောက်တစ်ခုကဒီမီဒီယာလောဆိုလို့ပြင်ဆင်နေတာကျွန်တော်တို့ကြည့်ရတယ်နော်ဒီပြီးခဲ့တဲ့ဒီဂျန်ညောင်ယောကကျွန်တော်တို့လှုပ်ယုံဆွေးနွေးပွဲတစ်ခုလုပ်သွားပါတယ်ဆိုတော့ပြန်ကြားရေးဌာနကလည်းအဲ့ဒါကိုရေးတာပြီးသားလို့ပြောပါတယ်ဟုတ်ကဲ့ဆိုတော့အဲ့ဒါဘယ်ချိန်လောက်မှာဘာတွေအဓိကအချက်တွေပါလဲဘယ်ချိန်လောက်အတူပြီးလဲဟို မီဒီယာလို့ဆိုမယ်တကယ်တိကျပြောရင်ပုံနှိပ်မီဒီယာနဲ့ပတ်သက်တဲ့ဥပဒေပါအဲ့ဒါတော့ပထမဆင့်ကျွန်တော်တို့ကဇန်နဝါရီလမှာကျွန်တော်တို့မူကြမ်းကိုအရှင်းနေကြုံပို့ပါတယ်အဲ့တော့ပို့တဲ့အခါမှာကျွန်တော်တို့ကဓမ္မတန်ခင်မှာကျွန်တော်တို့ဝန်ကြီးကိုယ်တိုင်ဦးစီးပြီးတော့အစီအစဉ်16ချိန်ပေါ့ကျွန်တော်တို့အချိန်ချင်းပြင်းပြင်းလန်ထိုင်ပါတယ်နိုင်ငံတကာဟာတွေအာဆီယံနိုင်ငံတွေဟာတွေကျွန်တော်တို့ထည့်ပြီးတော့လေ့လာပါတယ်နောက်ကျွန်တော်တို့ဒီမှာရှိတဲ့စာနယ်ဇင်းဆရာကြီးတွေရေးတဲ့စာတွေရှိပါတယ်ဒါချိန်တော်များနေဆရာကြီးလူတို့ဦးစိန်ဝင်းတို့ဆရာကြီးမောင်ဝင်းသားတို့ နောက်ပြီးတော့မှရှိတဲ့ဒီဒီ11 media group တို့လိုမျိုးနေဒါတွေဇောင်းပေးပြီးတော့ရေးခဲ့တဲ့လူတွေရှိတယ်။ဆိုတော့အဲ့လိုရေးခဲ့တဲ့အချက်လက်တွေကျွန်တော်စုပါတယ်။စုပြီးတော့မှ diary ကိုခြေခံပြီးတော့ကျွန်တော်ပထမဆုံးငူချောင်းဆွဲတယ်။ဆွဲပြီးတော့မှ January လမှာတင်လိုက်တဲ့ခါမှာအခု၈နှစ်ကျော်ကိုပြန်ကြပါတယ်။ပြန်ကြတဲ့အခါကျကျွန်တော်ဒုတိယဆင်းနဲ့၈နှစ်ကျော်နဲ့အကြံပြုချက်တွေတချို့ရှိပါတယ်။ပြီးရင်အရင်တော့ကလုတ်ခဲ့တဲ့ပြီးခဲ့တဲ့ January လ30နှစ်မှာလုတ်ခဲ့တဲ့ service sanitation ဆင်းနဲ့ကဥစည်းပြီးလုတ်ခဲ့တဲ့အလုံးစုံစုပွဲရရတဲ့ဟာလေကျွန်တော်တို့တချို့အချက်လက်တွေတွေ ကျွန်တော်တို့ပြန်စဉ်းစားပြီးထည့်သွင်းသုံးပြုဖို့ရထားပါတယ်။ပြီးရင်ကျွန်တော်တို့လာမယ့်မတ်လ19ရက်နေ့နဲ့20ရက်နေ့ထိ UNESCO နဲ့ကျွန်တော်တို့နဲ့ပေါင်းပြီးတော့မှဒီ Conference on Media Development in Myanmar ဆိုတဲ့ဒီ conference ကိုလုပ်ဖို့ရှိပါတယ်။အဲဒီကလည်းထပ်ပြီးတော့အချက်လက်တွေထွက်လာမှာပါ။အဲ့ဒါတွေအားလုံးနဲ့ကျွန်တော်ပြန်ရေးပြီးခါမှာဒုတိယကြိမ်မူကြမ်းကိုကျွန်တော်တင်ပါမယ်။တင်ပြီးတော့ချင်းစီဂျုံကအတီးပြီးပြီဆိုတော့ကျွန်တော်အနည်းဆုံးလွတ်တော်ဆွေးမှာကျွန်တော်တင်ပြပါမယ်။ အတီးပြူလည်းမပြူဘာတွေထပ်ဖြစ်မယ်ဆိုတော့ဒါပြည်အောင်စုလွတ်တော်ကိုယ်စားလှယ်တွေပေါ်မှာပဲဟုတ်ဒီပါလားဆိုတော့အဲ့ဒီမီဒီယာမူကြမ်းကိုအခုလောလောဆယ်ပေါ့နော်ဟိုလူသိရှင်ကြဘာလို့ဒါဖြစ်လို့မထုတ်ပြန်ဘူးပြီကျွန်တော်တို့စီမှာလောက်ရလှုပ်ထုံးလို့နေရသူကလွတ်တော်ကိုတင်တဲ့ဥပဒေချမ်းကိုလွတ်တော်လက်ထဲကိုမရောက်ခင်ဒီကျွန်တော်ကလူသူကိုချပြလို့မရအောင်အဲ့ရှင်းနေကြုံလို့ပါတော့အတီးပြူတော့လွတ်တော်ကိုကျွန်တော်ကတင်မယ်လွတ်တော်ကလက်ခံစင်စားဖို့သဘောတူပြီဆိုတဲ့အချိန်မှာကျွန်တော်ပြည်တော်စုလွတ်တော်ဥပဒေရနိုင်ငံတော်ပြန်နှမ်းထဲမှာထည့်ပြရပါတယ် နိုင်ငံတော်ပြန်နှောင်းပြည်သူမဆိုးဝယ်ယူဖက်ရှိလို့ရပါတယ်ကျွန်တော်ပြန်ကြိုက်ဆိုင်ကြီးဒီမှာလည်းအဲ့အောင်ပြန်နှောင်းကိုထားပေးပါတယ်ဆိုတော့အဲ့ဒါကတော့အဲ့အချိန်မှာပြည်သူစပလို့အတည်ပြတာပေါ့အဲ့တော့ဆိုတော့ကဥပဒေချမ်းကိုလွတ်တော်လက်ခံစင်သားဖို့အတည်ပြုလိုက်ပြီဆိုတဲ့အချိန်မှာကျွန်တော်ပြည်သူလူ့ကိုချပြပါမယ်အဲ့ဒီခါမှာပြည်သူလူ့ပဲဖြစ်ဖြစ်စာနယ်ဇင်းလောကသားတွေပဲဖြစ်ဖြစ်သူတို့အကြံပြုကြတာရှိလို့ရှိရင်လွတ်တော်ဥပဒေချမ်းကော်မတီပဲဖြစ်ဖြစ်သူတို့နယ်စပ်နဲ့နေရာရွေးစားတဲ့သူတို့ရဲ့ပြုလုပ်တဲ့ကိုယ်စားလှယ်ပဲဖြစ်ဖြစ် ဒါတို့အကြံပြုချက်တွေရေးပြလို့ရပါတယ်ဒါလည်းနိုင်ငံတကာလွှတ်တော်တွေမှလည်းဒီသဘောပါပဲဒါပြည်သူတွေကတို့ရဲ့လွှတ်တော်မှတ်တွေကိုတို့ရဲ့အကြံပြုချက်တွေနဲ့ဆွေးနွေးပါဒါလို့ကျွန်မတို့ဒါအကြံပြုလို့ရပါတယ်အဲ့ခါကျတော့ပြည်သူတို့ကိုယ်စားလှယ်တွေပြည်သူတို့ကိုယ်စားလှယ်တွေကဒါကိုစဉ်းစားပြီးတော့တို့ဆွေးနွေးကြမှာဖြစ်ပါတယ်အခုဒီလူကြမ်းတွေမှာဒီမီဒီယာဟိုလုတ်ပိုင်မှာလုတ်ပိုင်မှာဆိုတော့အဓိကတော့ဒီ license မို့လို့ကြမ်းတယ်ဆိုလည်းကြမ်းတယ် ဆိုတော့အဲ့ဒီအပိုင်းလေးကိုပါပါတယ်ဘယ်လိုပုံစံမျိုးနဲ့ဒီ license ချပေးမလဲဘယ်သူတွေကရှောက်ပန်နေရှိတယ်အဲ့အဲ့ဒါကြီးလည်းပါပါတယ်ဆိုတော့ရေဘူးကကျွန်တော်တို့ပြောမှာဆိုတော့ဒီစာနယ်ဇင်းထုတ်လုပ်မှုကိုလုပ်ချင်တဲ့မြန်မာနိုင်ငံသားတိုင်းကဒီဥပဒေလွတ်တော်ကနောက်ဆုံးအတည်ပြုတဲ့အချိန်မှာပါတဲ့ဟာနဲ့ညီတဲ့လူတွေကကျွန်တော်တို့ထုတ်ဝင်ရမှာဖြစ်ပါတယ်တိုက်ရိုက်ရှောက်လို့တိုက်ရိုက်ရှောက်လို့ရပါတယ်ကျွန်တော်တို့ကဒီသူရှောက်မယ်လို့ထုတ်နေတဲ့အကြံအသေးစိတ်ဖော်ပြမှာပါတိတ်တော့ဒါဟို မကွာပါဘူးကျွန်တော်တို့အရင်တုန်းကဟို48 60နှစ်တုန်းကပါလီမန်ဒီမိုစီခေတ်တုန်းကလုပ်သလိုပါပဲသူတတ်မှတ်တဲ့ယုံကသွားမယ် registration fee သွင်းမယ်ပုံစံဖြည့်မယ်သွင်းမယ်ပြီးရင်ဟိုကလိုအပ်တဲ့စီစဉ်မှုလုပ်ပြီးရင်ပြန်ချပေးမှာပေါ့ဆိုတော့ဒါကအခုလက်ရှိကျင့်သုံးနေတဲ့စနစ်နဲ့ဆန်တော့ပို့ပြီးတော့မြန်သွားမယ်အခြေအနေတော့ရှိပါဒါတော့ကျွန်တော်ပြောလို့ရပါတယ်နောက်တစ်ခုကဒီဒဲမှာ ဒီ print media တခုပဲလား radio လို့ TV လို့အဲ့ဒီဟာတွေတော့ပါတယ်ဟောအတန်လို့ media ပဲကျွန်တော်တက်တက်ထက်ဆွဲမှာပါဆိုတော့အခုတော့ကျွန်တော်တို့ဟိုကလုပ်နေပြီဟိုကျွန်တော်တို့ဘက်ကတော့စရွှေချူတင်ပြင်ဆင်နေပြီဒါမဲ့အဲ့ဒီမတ်လတည်းမှာကျွန်တော် UNESCO ကချွန်းကျင်သူတွေလာဖို့ရှိတယ်လာလို့ရှိရင်သူတို့ဘက်ကဒီအတန်ရုပ်တန်လို့ media တခုမှဘာတွေပါတယ်ဆိုတော့အချက်လက်တွေကျွန်တော်ထပ်ပြီးယူရမယ်ယူပြီးတော့မှကျွန်တော်ပြန်ဆွဲပါမယ်ဒါလေးကနည်းနည်းအခြေယူရဆိုတော့ရုပ်တန်လို့ media နဲ့ပတ်သက်လို့ကျွန်တော်စီမှာ ဥပဒေတည်ကြမရှိခဲ့ဘူးလေကျွန်တော်ရှိတာဟိုဗီဒီယိုစင်ဆာဥပဒေရုပ်ရှင်စင်ဆာဥပဒေရှိမယ်အဲဟိုဆက်သွယ်ရေးစာရိုက်နဲ့ခြေနဲ့ဝင်ရင်ထဏာမှာကျတော့ electronic ဥပဒေရှိမယ်ဆိုဒါတွေကပြန့်ကျဲနေတဲ့ဟာကျတော့အဲ့ဒါတွေကိုလက်ရှိခြေနဲ့ညီအောင်ကျွန်တော်ဘယ်ဟာတွေရောရုပ်သံလွှင့်မီဒီယာမှာထည့်မယ်ဘယ်လိုစီမံခန့်ခွဲမလဲဟိုဒါတွေကိုနည်းနည်းပြန်စဉ်းစားနေတာဟုတ်ကဲ့ Now the check out the media load အနေနဲ့ဒီလောက်ပိုင်းကိုရေးတာပိုင်းကိုဟိုပါရဲဆိုပေမဲ့ ဒီတခြားအဲ့ဒီ media freedom နဲ့ပတ်သက်ပြီးတော့ဒီစနစ်မှာဖြစ်နေတဲ့တချို့ဥပဒေတွေပေါ့နော်ဥပမာ electronic act မျိုးလိုအဲ့60နှစ်ဖုန်းနဲ့အဲ့ဒီဥပဒေတွေဟိုဆိုအဲ့ဒီဥပဒေတွေကြတော့ဘယ်လိုစဉ်းစားပြောင်းလို့ရှိလားဖြတ်သိမ်းလို့ရှိဟိုကျွန်တော်တို့ဒီပုံနှိပ် media ဥပဒေအတစ်ကိုပြည်သူပြည်တော်စုလွတ်တော်ကအတည်ပြုပြီဆိုရင်တော့ကျွန်တော်ကတခါလေ60နှစ်ဥပဒေကိုကျွန်တော်ကဖြတ်သိမ်းရမှာပါ တော့ဒါပြင်ကျွန်တော်ရှိသေးတယ်ဟိုဟာအင်္ဂလိပ်လက်ကလုပ်ရတဲ့1932ခုနှစ်ပုံလေးသူဥပဒေထင်တယ်ကျွန်တော်အတိအကျတော့အဲ့ဒီဥပဒေလေးလည်းရှိသေးတယ်ဒါတွေကတော့ဟိုပြီးဆုံးပြောင်းစုတော်ဆက်စဉ်းစားမှာပေါ့တော့စေတေချာတော့62ကတော့ကျွန်တော်ကဒီဥပဒေတင်နေကျွန်တော်အစားထိုးရအဲ့တော့ electronic ဥပဒေကြတော့ကျွန်တော်ဝန်ကြီးဌာနရဲ့လုပ်ပိုင်ခွင့်တော့မပါဘူးမပါဘဲနဲ့သူကဟိုဒီဆက်သွယ်ရေးစာရိုင်းနဲ့ဂျင်းနဲ့ဝန်ကြီးဌာနရဲ့လုပ်ပိုင်ခွင့်အောင်မှာပါတော့သူတို့လည်းအဲ့လိုလိုပြန်တော့သုံးသပ်နေတယ်လို့ကျွန်တော်ထင်ပါတယ်ဟုတ်တော့ဒါပေမဲ့အဲ့လိုပြန်သုံးသပ်မဲ့ဥပဒေလည်းအများကြီးရှိတယ်လွတ်တော် ။ဟိုလောက်ထားတဲ့ဇင်းရကူကဥတွေပေါင်း၄00လောက်ရှိတယ်ဆိုတော့ကျွန်တော်တို့မှတ်သားဘူးလေ။ဆိုတော့အခုပုံစံအတိုင်းသွားမယ်ဆိုရင်ဒီ match လာဒီအလယ်လောက်မှာ UNESCO နဲ့တွဲပြီးတော့ဒီ seminar ခုလုပ်မှာပေါ့နော်။ဟုတ်ကဲ့ပြီးတော့လွတ်တော်ကိုကျွန်တော်တို့ match လာအကုန်မှာတင်။ဒါတော့ဟိုလွတ်တော်ခေါ်တဲ့ပုံမှာမူတည်တော့လွတ်တော်ခေါ်တဲ့ကြောင့်ကျွန်တော်တို့ ਨੇ မဆိုင်တော့ပြည်တော်စုလွတ်တော်ရဲ့ရုံရဲ့သဘောလားဆိုပြည်တော်စုလွတ်တော်ခေါ်ပြီဆိုတော့ねကျွန်တော်ပထမအနည်းဆုံးလွတ်တော်မှာတင်နေအောင်ကျွန်တော်တို့စူးစမ်းနေပါတယ် ဆိုတော့ကျွန်တော် timeline ကိုစဉ်းစားကြည့်တာပေါ့။ဆိုတော့အခုချိန်အနေနဲ့ဆက်ပြီးနောက်ထပ်၄ငါး၆လောက်လောက်ဆိုပြီးဒီဒီဥပဒေအကောင့်ထဲကျွန်တော်ထင်ပါတယ်2017မကုန်ခင်မှာတော့ဒါဒီဥပဒေပြောင်းစုတော့ကအတည်ပြုနေတယ်မထင်ဘူး။သို့တော့ပြောင်းစုတော့မှာပဲမူတည်ပါတယ်။လွတ်တော်လည်းရောက်သွားပြီဆိုတော့လွတ်တော်ကသူစဉ်းစားမယ်၊သုံးသပ်မယ်၊သူဖြည့်ဆွတ်တာတွေရှိမယ်။သူတို့ဘယ်လောက်ချိန်ယူမလဲတော့ကျွန်တော်မှန်လို့မရဘူး။ကျွန်တော်တို့ဘက်ကပြောနေတာတော့အနည်းဆုံးလွတ်တော်မှာကျွန်တော်တို့စပြီးတင်ပါမယ်။ကျေးဇူးတင်ပါတယ်။ Tiene su madre, yo no le doy